အားလုံးပဲမင်္ဂလာပါဟိုတနေ့မှာကျွန်တော်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ထားပြီเนาะဒီចောင်းသူလေးတွေရံမဖြစ်ခင်ကနေကကျွန်တော်ဗီဒီယို YouTube မှာကျွန်တော်တင်ပေးထားပါတယ်အခုဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုပြောပြပေးချင်တာကတော့ဓာတ်တွေကိုကြည့်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကြီးခိုးခလဲရနေပြီးတော့လူကြီးအထိဗုဒ္ဓဘာသာကိုကျင့်သုံးနေတဲ့နိုင်ငံတစ်ခုမှဟုတ်ပါရဲ့လားလို့ကျွန်တော်ဖြစ်မိတယ် အခုလက်ရှိဖြစ်နေတဲ့အရာတွေအားလုံးအခုဒီမှာခင်ဗျားမြင်နေတယ်စိတ်သက်စီကအစစတင်ကြောင်းကဒီကြောင်းကဒီကလေးတွေဒီလိုဖြစ်နေတယ်ရက်ွက်ထဲမှာကလေးတွေဒီလိုဖြစ်နေတယ်နောက်တစ်ချက်အခုဒီမှာလူကြီးတွေအသက်65နှစ်အရွယ်မိန်းမကြီးတယောက်ကိုလူတွေဝိုင်းပြီးတော့ရိုက်နေကြတယ်နိုင်တဲ့စီနေလုံနေတယ်ကျွန်တော်နိုင်ငံတရားဥပဒေတော့ရှောက်ကျွန်တော်တို့ပြောနေတဲ့တိခန့်ချင်းတရားရဲ့မြစ်တာတရားတွေဘုရားတရားနိုင်ငံမှာကျွန်တော်ဟုတ်ပါသေးရဲ့လား စာတင်တိုက်ကြီးတွေကျွန်တော်တို့နိုင်ငံမှာဗုဒ္ဓဘာသာစာတင်တိုက်ကြီးတွေရဟန်းတန်ဃာတွေကြော်မော်တွေတိပိတကတွေအများကြီးကျွန်တော်တို့တွေပေါ်ထွက်နေတယ်တရားတွေဟောနေတယ်တို့ဘာတွေလွဲနေလဲကျွန်တော်တို့နိုင်ငံမကြည့်ဒီခုလက်ရှိဖြစ်နေတဲ့အရာတွေအကုန်လုံးအကြောင်းအရာတွေကလေးလေးတွေဗျာဒီငငယ်လေးရှိတယ်ဒီကလေးတွေတနေ့ကျွန်တော်တို့တိုင်းပြည်ကိုဒီကလေးတွေလက်ထက်ကိုဘယ်လိုသွားထည့်မှာလဲသားတို့သားသမီးတွေမွေးထားတယ် ွေးပြီးသွားပြီဒီသားသမီးတွေအဲ့ဒီသားသမီးတွေတနေ့ကျွန်တော်ဟိုက်တိုင်းပြီးခမရတို့အနာကက်ကြီးဟဲ့တို့ကျွန်တော်တို့ရဲ့မိသားစုဘွားကြီးဒီကလေးလက်ထဲကိုဘယ်လိုတော့ထည့်မှာလဲနောင်လာမဲ့ဒီမြန်မာနိုင်ငံတော်ကြီးကိုဒီကလေးတွေလက်ထဲကိုဘယ်လိုထည့်ခဲ့ဘယ်လိုစိတ်ချခဲ့မှာလဲတော့တခုပြောချင်တာဟဲ့တို့မွေးထားတဲ့သားသမီးတွေကလေးတွေဟဲ့ဘယ်လိုပုံစံနဲ့မွေးတာလဲဆရာရှမကြီးတင်ပါလိမ့်မယ်ကွာအကြောင်းထားတာပဲဆရာရှမစာရက်တင်ပါ ဆန်စမကန်နာကိုထားလိုက်အောင်မိဘတွေကျောင်းမွေးထားတဲ့တာသမီရင်နဲ့တစ်ချတယ်ဒီရင်နဲ့တစ်ချတယ်ကိုတနေ့ဒီတာသမီတွေကဒီနိုင်ငံတော်ကြီးကိုလက်ဆင့်ကမ်းခမရတို့မျိုးရိုးနောက်ဆုံးနိုင်ငံတော်ကြီးလက်ဆင့်မကမ်းတဲ့ခမရတို့ရဲ့မျိုးရိုးခမရတို့မိသားစုဂုံတိတ်ခါတယ်ဒီကလေးတွေလက်ထဲကိုထည့်ပေးခဲ့မှာဘာတွေတင်ပေးထားလဲဘာအတွက်ကြောင့်ဒီကလေးတွေမွေးလာလဲဖြေး တွက်ကြောင့်ဒီကလေးတွေမွေးထားတာလဲဘာအတွက်ကြောင့်ဒီကလေးတွေကြောင်းထားတာလဲဆရာနဲ့ပေးမတွေ့ခင်မိဘကအရင်ဥုံထားရမယ်ညီစုံတင်ပေးရမယ်ဒီမှာဆရာဆရာမတွေတင်ရမယ်ဒီကလေးတွေမပြောနဲ့ပြစ်စိတ်ကဗုဒ္ဓဖြစ်မဲ့နှစ်သိန်းချီကဘာတသိန်းပါရမီတွေပြည့်နေပါလေအစားတသက်တောင်မှဆရာကောင်းမှားပြီးငရဲကိုဆင်းရသေးတာဒီကလေးတွေမှာသူနဲ့ဆုံးမမှုရှိရမိဘတွေကတာသမီတွေကိုမွေးပြီးဆိုတော့သူနဲ့ဆုံးမပေးရဘူး ဘလောက်ဆရာတော်ရောဘလောက်ဘလူးတို့ဘလောက်ပဲပြောပြောကိုတားမီနဲ့ဆိုင်တယ်လို့နေကြတယ်ဒီနေ့ခင်ဗျားတို့တားသမီးတွေဒီလိုကိစ္စမျိုးဖြစ်ခဲ့ဘူးလားရှိသလားလို့ဘယ်သူမေးလဲမမေးချောင်းကိုလိုက်လာတယ်မိဘတွေဂုံတုဂုံပြိုင်လုပ်တယ်ဆရာသမားတွေလည်းတွေ့တယ်ကိုပေါင်းနေတာတမီးရဘလို့ပုံစံဖြစ်နေတယ်ငါသားအကြောင်းတက်နေဘလို့ပုံစံဖြစ်နေမလို့ပေမိပါမှမမြင်ဘူးစုံစမ်းဂျီမန်ဖျားလို့ရလိုက်တယ်ဖျားလို့ထားလိုက်တဲ့ကြောင်းအတိညာနေပညာတွေရှိအောင်ထားတဲ့ကြောင်းဒီလိုတွေဖြစ်နေတယ် ဘသူမှတာဝန်ရှိတယ်ဘုရားဘာသာကျင့်သုံးနေနိုင်ငံတကာနိုင်ငံမှာဟုတ်ပါသေးရဲ့လားဗျာမိဘတွေပေါ့ဆတယ်ကျွန်တော်နိုင်ငံမိဘတွေအရာပေါ့ဆတယ်ဆရာဆရာမတွေယတိခေဆရာဆရာမတွေကအရင်တော့ဆရာဆရာမတွေလို့မဟုတ်တော့ဘူးယင်းတော့ကျွန်တော်တို့သင်တဲ့ဆရာဆရာမတွေဆိုတာကစာပြင်တခြားစာပြဘုဟုတုတလေးနှက်ဆောင်ပြောပြတယ်တုံတင်ဆုံးပါတယ်ဆရာဆရာမဟိတ်ဆိုရင်ပြီးတယ်ဟိုတနေ့ကဆရာဆရာမရဲ့စာတင်ပြီးတဲ့အချိန်မှာ ကြောင်နာချင်းချင်းရိုက်ပြီးတပ်လိုက်တယ်။ဘာလို့နေလဲ။ဒါနိုင်ငံတော်အစိုးရလက်သက်ဆိုင်တို့ပထမအဦးဆုံးဒီလူတယောက်ကိုမွေးဖွားပေးလိုက်တဲ့မိဘနှစ်ပါးမှလည်းသက်ဆိုင်တယ်။ဒီမိဘတွေဘာလို့နေလဲဒီကလေးတွေနဲ့ပတ်သက်ပြီး။မွေးုံမဲ့မွေးပေးလို့မရဘူး။ကြောင်ထားပေးလိမ့်မယ်။ချိန်တန်တင်လို့မရဘူး။မိဘကသူ့နဂိုမိဘကိုတိုင်ကသုံးတင်ဆုံးမှာ။ဟဲ့ကြည့်ဗျာ။ဟဲ့မွေးထားတဲ့တာသမီတွေဒီလိုမျိုးရိုက်ခံနေရလောက်ခံရတယ်ဆိုရင် ဟဲ့ဘယ်လိုလုပ်လဲကလေးတို့ပြစ်မထားပါနဲ့ကျွန်တော်တို့မိဘတွေမှာပဲတာဝန်ရှိတဲ့တာပြီးမှဆရာဆရာမပြီးမှနိုင်ငံတော်လူကြီးညလူကြီးခဏဘေးသက်ထားအောင်မိကောက်ဖကောင်တာသမီတွေဖြစ်အောင်အရင်ဦးတော့မိမိအိမ်မှာကြောင်းမထားရင်လည်းတုံတင်ဆုံးမှာပါကြောင်းထားတဲ့တာသမီကိုလည်းအမြဲတမ်းမျက်ချီမပြအောင်ကြည့်စကားတွေအများကြီးကျွန်တော်တိတ်ပြောကြင်တော့ ဒါတွေကြည့်ပြီးကျွန်တော်တို့စိတ်ကုံသွားတဲ့အလူလောကကြီးဒီကလေးတွေကိုကျွန်တော်တို့တိုင်းပြီးအနာဂတ်ကြီးဒီကလေးတွေလက်ထဲကိုခြံရလို့ကျွန်တော်တို့ရဲ့မိသားစုဘဝကြီးဘယ်လိုမျိုးကျွန်တော်တို့စားကောင်းကြီးအိတ်ကောင်းကြီးနဲ့ဒီကလေးတွေကိုကျွန်တော်တို့လက်လွှဲပြောင်းယူလေဗျာခြေစမ်းတည်မယ်ခင်ကလေးတွေလည်းမင်းကြီးချင်းယောက်ျားလေးလည်းယောက်ျားလေးချင်းရိုက်နေတတ်နေကြတယ်ဒီပါရဲ့စင်ချင်းမှာတာကောင်းရတနာတွေပွေးပါ ဆင်းရဲတာချမ်းသာတာအဓိကမကြပါဘူးဆင်းရဲခြင်းချမ်းသာခြင်းဆိုတာပညာဉာဏ်အစွမ်းစရှိလုပ်ယူလို့ရတယ်စိတ်ကောင်းစေတနာကောင်းတွေလူတစ်ဖက်သားပေါ်တိခတ်နိုင်မှုလူတစ်ဖက်သားပေါ်မြစ်တာထားမှုဉာဏ်လိုနိုင်တဲ့နိုင်တဲ့စီနေပြုတ်လို့မှုတွေမရှိအောင်မိဘတွေတုံ့ပြန်ဆုံးမမိန်းကလေးတွေလည်းဗျာဟမ်နိုင်တဲ့စီနေဒါမျိုးတွေဆိုနိုင်ငံခြားကားမှာပဲရှိတာမြန်မာကားတွေမှာမရှိဘူးအခုမြန်မာပြည်မှာကျောင်းတွေမှာဖြစ်လာတယ်ဘုဒ္ဓမှာတာဝန်ရှိတယ် ားလုံးပဲမင်္ဂလာပါ။